။အိုပြောင်းသောဖိုက်ပါနဲ့မပြော့သောဖိုက်ပါအတွက်အစားအစာအရင်းမြစ်အကောင်းဆုံးတွေကိုလေ့လာကြည့်လိုက်ရအောင်။အဲဦးလန်းချောင်းကျန်းမာရေးကိုမြင့်တင်ဖို့ပါ။ရုပ်ပြောင်းသောဖိုက်ပါရရှိနိုင်တဲ့အစားအစာတွေမှာပန်းသီးတွေပါဝင်နေ။နပြောသည့် oats ။မူရောဆောက်ပါစေ။အနက်ရောင်ပဲနဲ့ bread ဆဲဆောက်ပြောက်လဲပါဝင်နေ။မပြော့သောဖိုက်ပါရရှိနိုင်တဲ့အစားအစာတွေမှာ မုန့်ဖို့စပါအမှုပါဝင်နေ။စပါအမြင့်အမှုတတိယခွန်အစေဆန်တွေပါဝင်နေ။ ဘဲစီများဘဲဒီမဲ့တတိသေးတွေပါဝင်မယ်။အောင်ဖက်နဲ့အာဗိုကာဒိုလည်းပါဝင်နေ။ဖန်ကော်ဖီနဲ့ပိုကွန်လည်းပါဝင်နေဒီထိကြည့်ရောက်လာခဲ့၏။နောက်ထပ်တည်တဲ့အချက်ကအရေးကြီးပါတယ်။ယုတ်ပြောင်းသောဖိုက်ပါကရေထဲမှာပြောနိုင်တယ်။သင်ခန္ဓာကိုယ်အတွင်း၌ဂျဲကဲသို့အရာဝတ္ထုတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ဟာကအစာချေမှုလုပ်ငန်းကိုမြေကွေးစီဖို့ပြုမယ်။အားကြောင့်သွေးအတွင်းသကြားဓာတ်ကိုထိန်းချုပ်ဖို့အထောက်အကူဖြစ်နိုင်တယ်။ မပြော့တော့ fiber ကရေထဲမှာမပြော့နိုင်ဘူးအဲ့ဒါအစားဦးလန်းချောင်းထဲကိုသွားတဲ့အခါအများစုကမပြောင်းလဲပဲတည်ရှိနေတယ်တစ်အင်သာသွားအညစ်အကြေးပိုကြီးတယ်ဒါကြောင့်တစ်ဦးလန်းချောင်းကျမ်းမာရေးကိုကောင်းစေတယ်နောက်ပြီးအင်သာသွားတာပုံမှန်ထစ်အောင်လဲအထောက်ကူပြုတယ် fiber အစားအစာစားခြင်းကအစာချေမှုလုပ်ငန်းကိုဘလို့ထောက်ပံ့နိုင်နေကြည်ပြီးပြီဒါဆိုလေဘာကြောင့်လူအများစုကအိမ်သာမပုံမှန်သွားတာနဲ့တိုက်ခိုက်နေရတာလဲ အဲ့ဒီအကြောင်းရင်းအများဆုံးတွေကို လေ့လာကြည့်ရအောင်နောက်ထပ်ဗီဒီယိုမှာတစ်ဦးလန်းချောင်းကိုဘာတွေတက်ရောက်နေတယ်ဆိုတာလည်းပြောပြသွားမယ်